အေးချင်းရှိတဲ့သူတွေတရားပီးတရားထွက်သွားရတာကြောင့်မိကလာကိုရင်ထုတ်ပြောလာခဲ့တဲ့မြန်မာစတားချင်းဆိုပြန်ဝေးအားလုံးမင်္ဂလာပါဒေဆယ်လီဘေးဒီနူးပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံမှာခေဆက်ဆက်တချင်းဆိုပြန်ဝေးတွေကျင်းပခဲ့ပြီးမိမြန်မာစတားချင်းဆိုပြန်ဝေးကတော့ဝေဖန်မှုတွေအများဆုံးရနေပါရီဒီပွဲမှာမိကလာစောက်ခုစင်းနေစီအောင်တို့ကတိုင်ပြစ်ပါဝင်နေပြီးအေးချင်းရှိတဲ့ပြိုင်ပွဲဝင်တွေတရားပီးတရားထွက်ခွာသွားရတာကြောင့်မိကလာလေးစိတ်မကောင်းဖြစ်နေပါရီ မြန်မာစာချင်းစုပြန်ပွဲမှာဗုဒ္ဓင်80ရာခိုင်နှုန်းနဲ့ချင်းနေ20ရာခိုင်နှုန်းကိုသာဒိုင်းတွေရဲ့အမှတ်နဲ့ဆုံးဖြတ်တာဖြစ်ပါသည်။ဒါကြောင့်ပြည်ပဝင်တွေကဘလောက်ပဲတချင်းစုကောင်းနေပါစေဘုံမရရင်တော့နောက်တဲ့တစ်ဆင့်ကိုတလန်းနိုင်မှာမဟုတ်ပါဘူး။ဒိုင်းတွေကအမှတ်ပေးကောင်းနေပေမဲ့လေဗုဒ္ဓင်ကိုပဲအတိတ်ကတွက်တာကြောင့်ဒိုင်းတွေဘက်ကလည်းခံစားခံလာပါသည်။တမာတမဲကြကြအမှတ်ပေးပေမဲ့လေဒိုင်းမက်ကိုထဲ့မတွေ့သလောက်နှီးပါဖြစ်နေပြီးတော့ဘုတ်ကအေးပါဆုံးဖြစ်နေပါသည်။ဒါကြောင့်ချင်းငယ်ကဒီစီစီကိုနားမလည်နိုင်တော့ဘူးဆိုပြီးတော့အာမနာနဲ့ပြောချလာပါတော့သည်။ မိကလာနဲ့စောကုစေတို့ဟာပြိုင်ပွဲဝင်တွေကိုထိုက်သည့်တဲ့အမှတ်တွေပေးထားပြီးတော့အစိုးပညာရှင်တွေဖြစ်တာကြောင့်ဘသူကတော့နောက်တစ်ဆင့်ကိုပါသိနေဆိုတာသိထားပြီးသားဖြစ်ပါရည်။ဒါ့အပြင်တပတ်ပြီးတပတ်ရှင်ပြိုင်လာရင်းနဲ့အရေးချင်းရှိသူတွေကဘုံမပေးနိုင်တော့လို့ထွက်သွားရပါတော့ရည်။ဒါကြောင့်ချင်းငယ်လေးဒီစီစီကိုနားမလည်နိုင်တော့ဘူးဆိုပြီးတော့တနိုင်ကလုံးသိအောင်ပြောလိုက်ပါတော့ရည်။ဆရာစောက်ကိုစဲလေးပြိုင်ပွဲဝင်တွေထွက်သွားရတဲ့ပုံမှာစိတ်မကောင်းဖြစ်နေပါရင်အချို့ပြိုင်ပွဲဝင်တွေကဘုတ်ပေးလို့မရတဲ့နေရာဒေသကနေလာရောက်ရှိပြိုင်ကြတာပါ အင်တာနက်မရတဲ့နေရာကနေလာရောက်ရှင်ပြိုင်တာဖြစ်တဲ့အတွက်သူတို့ကိုအားပေးမဲ့ပရိသတ်တွေကဗိုလ်ပေးလို့မရတော့ပါဘူး။ဒါကြောင့်အရေးချင်းရှိပေမဲ့ပုံမပေးနိုင်တာတခုတည်းနဲ့ပြန်ဝဲကနေပြီးတော့ထွက်သွားရပါတော့တယ်။ဒီစီစဉ်ကတော့ပရိုဂရမ်ရေးဆွဲပြီးသားဖြစ်တာကြောင့်မှဆိုပြီးတင်ဆက်သူကရှင်းလင်းပေမဲ့လည်းဒိုင်းနေကတော့ခန်းစားချက်တွေကပောက်ကွဲလာပါတော့တယ်။မိဂလာကကျန်တဲ့သူတရားဖြစ်ပြီးပြန်ဝဲဝင်နေကိုသားသမီးလိုမျိုးသဘောထားတဲ့သူပါ။ဝိုင်းရေးပညာရှင်ကြီးဖြစ်တဲ့အတွက်ဘသူကအရေးချင်းရှိလဲဆိုတာကိုနားထောင်ရုံနဲ့သိသူဖြစ်ပါရင် အရေးချင်းရှိသူတွေကိုအမှတ်တွေပေးထားပေမယ့်ပုံမပေးနိုင်ရင်တော့အလိုလျောက်ထွက်သွားမှာပါ။ဒါကြောင့်လွန်ခဲ့တဲ့တစ်ပတ်ကရှူဝေဖြူကလည်းပြန်ပွဲကနေထွက်သွားပါတော့ရီ။ရှူဝေဖြူကဒိုင်းတွေရဲ့ချစ်ကျူးမှုတွေကိုလည်းရရှိထားပေမယ့်ပြုတ်သွားတဲ့အတွေ့ပရိသတ်တရားအံ့ဩနေကြပါရီ။မအေးမရှိပဲနဲ့အကောင်းဆုံးရှိပြန်နိုင်ခဲ့ပေမယ့်ထွက်သွားခဲ့တာကိုပရိသတ်ရောဒိုင်းတွေပါနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါရီ။အခြားပြိုင်ပွဲဝင်တွေကိုဗိုလ်တင်အတွက်တီးတဲ့ပံ့ပိုးပေးနေသူတွေရှိပေမယ့်ရှူဝေဖြူကတော့အမခန့်ပရိသတ်တွေနဲ့မိဘတွေကပဲပံ့ပိုးနေတာဖြစ်ပါရီ။ ယူဝေဖြူမပါဝင်တော့တဲ့အတွက်ပြန်ပွဲကိုဆက်လက်အားမပေးချင်တော့သလိုပြန်ပွဲကပွင့်လင်းမြင်သာမှုမရှိတဲ့အကြောင်းကိုဝေဖန်မှုတွေများပြနေပါရီမြန်မာစတားပြန်ပွဲကစတင်ကလေးကဖက်ရှင်ကိုကြည့်ပြီးရောပြစ်တင်ခဲ့တာအကြောင်းအပြောခံခဲ့ရပါရီပြန်ပွဲတွေတည်းလေးစီကံချက်တွေကိုချမှတ်ထားပြီးဖောက်ပြန်ရင်တနိုင်ငံလုံးရှိမှပြောခံရပါရီရမဲစုချင်းငွေကတိတ်တထောင်ဖြစ်တာကြောင့်ပြန်ပွဲဝင်တွေကစူးစမ်းနေရပါပဲ ငွေမတက်နိုင်ရင်တော့နောက်ထပ်တစ်ဆင့်ကိုတလန်းဝင်ရှာတော့မှာမဟုတ်ပါဘူး။ဒိုင်းနီကိုရိုင်းတောင်မှမခန့်စားနိုင်တော့ထုတ်ပြောရတဲ့အထည်ဖြစ်နေပြီးမြန်မာစတားပြန်ဝင်ကိုပြည်သက်ကြီးရောသဘောကျရည်လားဆိုတာပြောခဲ့ပေးပါအောင်ရှင်။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့တွင်မှလည်းစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီဒီနိပညာရှင်ရဲ့တင်ပြတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။